ရွေးကောက်ပွဲပြီးနောက်ထွက်ပေါ်လာမယ့်အရေးသားအစိုးရလက်ထက်မှာနိုင်ငံရဲ့အုပ်ချုပ်ရေးရန်ကြီးတရလုံးကိုမဆောင်ရွက်နိုင်ပါကဘာဖြစ်နိုင်လဲဆိုတဲ့အပေါ်စည်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။အရေးသားအစိုးရအနေနဲ့ကြေပြတ်နေတဲ့လက်နက်ကင်ပဋိပက္ခတွေအကြားအချို့ရေရန်နီယာကိုပုံမှန်ဆောင်ရွက်မကျင့်သုံးနိုင်ပါကတက်မတော်ကိုအာဏာပြန်အပ်နိုင်တယ်လို့နိုင်ငံရေးလိလာတုံးသက်သူတူကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။တခြားကတော့ဟိုဘလို့ဖြစ်လာနိုင်လဲဆိုရွေးကောက်ပွဲအဲဟိုဖြစ် ြီးတဲ့အခါကျတော့ကျွန်တော်တို့အရသာအစိုးရကအာဘာဖြစ်ရမှာပေါ့နော်အဲ့ဒီအာဏာကြီးရမှာပေါ့အဲ့ဒီအာဏာကြီးရမယ်ဆိုတဲ့အခါကျတော့အထက်ကနေပြီးတော့အုပ်ချုပ်ရေးတော့ပြုတ်ချုပ်ရေးအဲဒီလုံးလုံးတွေနေရာကြီးတော့အဲဒီဘွာကြီးတော့တချို့နေရာကြီးကသူတို့တိုက်ကြတော့ရှိရေးရအိုင်ဆိုင်နေပေါ့နော်အုပ်ချုပ်ရေးကအရသာကျွေးရတယ်မဟုတ်ဘူးကျတော့အရသာအစိုးရကနိုင်မလားပေါ့နော်နိုင်မလားဆိုတော့ဒီ 就是去年五月份，也谈他了，跟 <noise> 着，呃的，呃 <noise> 的，也谈过呀，没成的，就有就是创业成功的，没呀，没成的，是，在我故乡里也看到了安娜，对安娜，就涉及到什么在路边安娜在看那个，那大家就是说，呃，那场去去年五月嘛，把嘞，呃，这个安娜在在安娜这。 嘛，这个伢佬，伢打他妈那个，嗯，好丑的哟，嗯，有有这个，嗯，好丑的，乌的的呢，嗯，我从文章嘛写来看，我从路面伢佬来看嘛，他就变这个，搞个这个好丑的路，是路安哪的，喏，而且拿呃比较的面汤的些这个了，拿表面吃的，喏，他妈那个可以安哪啊啊点东西呢，搞个温州个他妈路。 အနာပြိနိုင်သူဖြစ်သွားတာပေါ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးအပတ်မှာ၎င်းအပိုင်း၃ပိုင်းခွဲပြီးကျင်းပသွားမှာဖြစ်ကထပ်ပေါ်လာမယ့်အစိုးရအဖွဲ့ကိုနိုင်ငံတော်အာဏာကိုလွှဲပြောင်းပိတ်အပ်သွားမယ်လို့ဗိုလ်ချုပ်မှုကြီးမြင့်အောင်နိုင်ကပြောထားတာပါအဲ့ဒီလိုပေါ်ထွက်လာမယ့်အစိုးရတည်ရဲ့မူဝါဒတွေဟာအပြောင်းလဲမဖြစ်နိုင်ပေမယ့် လက်ရှိတက်မတော်ကောက်ွက်ရေးဦးစီးချုပ်သွားနေတဲ့လမ်းကြောင်းအတိုင်းပဲဖြစ်နိုင်ကြောင်းလည်းစည်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။အရင်အငိမ့်စားဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်ကရွေးကောက်ပွဲကျင်းပပေးခဲ့ပြီးဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးခဲ့ရမှာဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်လှုပ်ပေးခဲ့တယ်လို့နိုင်ငံရေးအပြောင်းလဲတွေလည်းများစွာရှိခဲ့တာပါ။ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့ကဲ့သို့အစိုးရမျိုးမဟုတ်ပဲ လက်ရှိပုံစံနဲ့မကွာခြားတဲ့အစိုးရမျိုးပေါ်ထွက်လာမှာကိုစိုးရိမ်ရကြောင်းပိုးမြူတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်အုပ်ကာကစီရင်တိုင်းတင်ဌာနကိုပြောပါရယ်။ဗမာကြီးဦးသိန်းစိန်ဖြစ်သွားဆိုရင်တော့လွတ်နိုင်ပါလေအများကြီး။ဗမာကြီးဦးသိန်းစိန်တော့မီးဆုံးလာမျိုးတက်ရင်တော့တပုံတည်းမျိုးနော်ဒါလိုချိုးနေလာတော့ကျွန်တော်တို့မပြောနိုင်သေးဘူးပဲ။စိန်စိန်လုခဲ့တာ90%ကျော်လုံးလုံးနိုင်တဲ့ပုံစံဖိတ်နေတော့တော်တော်အကူရမှာပါ။ ျွန်တော်တို့ဆုံးနေတာကအဲ့ဒါဘုလရှိပုံသာနဲ့တိမကွာမှာပဲတော့အဲမထူးပေါ့သင်ပြနေကြရလို့မှာကျွန်တော်ဒီဖတ်တဲ့ခိုင်းမှုရစဲနေပြီးကြလောပါလေအကုန်လုံးဒီပုံသာလိုလာမယ်ဒီပြေလာလာမှာသိရမှာပေါ့လေလာရွှေကောက်ပွဲအားစနစ်နှမျိုးကိုရောနော်ကျင်းပမှာဖြစ်ပြီးမဲအများဆုံးရသူအနိုင်ယူစနစ် FPTP စနစ်နဲ့ပီယာလို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်တို့ကိုရောနော်ကျင်းပမှာပါဒါကြောင့်ရွှေကောက်ပွဲအလွန်အစိုးရအစ်စ်ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံဖွဲ့စည်းမယ်ဆိုပါကမူဝါဒအပြောင်းအလဲတွေဖြစ်နိုင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကယူဆလျက်ရှိပါတယ်။